ိုဝင်ဆောင်ချိန်မှာမေမေရောဖိုက်ထရာဘီဘီလေးပါကျမ်းမာစီဖို့အတွက်ဆိုလို့ရှိရင်အစားအသောက်အနေထိုင်အားလုံးအစားဂယုစိုက်ဖို့လိုအပ်ပါရဲ့ရှင်ဒီလိုမျိုးဂယုစိုက်တဲ့နေရာမှာဆိုလို့ရှိရင်ကိုဝင်ဆောင်မေမေတွေအနေနဲ့ရေဓာတ်ပြေဝဖို့ကအဓိကလိုအပ်ပါရဲ့ဒီလိုမျိုးရေဓာတ်ပြေဝဖို့ဆိုတဲ့နေရာမှာလည်းအရေးတိုင်းတောက်လို့မရပါဘူးဒါကြောင့်ဒီပြိုလေးထဲမှာတော့ကိုဝင်ဆောင်မေမေတွေရောဖိုက်ထရာဘီဘီလေးပါကျမ်းမာစီဖို့အတွက်ဘလို့အရေးတွေကိုတောက်လို့မရဘူးလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe subscribe လုပ်ပြီးတော့ဘေးနာ notification လို့လည်းထည့်ထည့်ပေးပါအောင်ရှင်။ ပထမဆုံးမတော့တဲ့တမျိုးကတော့အီကိုဟောပဲဖြစ်ပါရဲ့။ကိုဝင်စောင်းစိမ်မာရောဘေဘီလေးမွေးဖွားပြီးလို့နိုးတိုက်နေတဲ့အချိန်မှာရောအီကိုဟောပါတဲ့တောက်ဆရာလူကိုရှောင်ပေးတင်ပါရဲ့ရှင်။အီကိုဟောကအရေးဖြစ်ပေမဲ့လည်းခန္ဓာကိုယ်ရေဓာတ်ဖြစ်ပြီးတဲ့အရေးမဟုတ်ပဲနဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်တွေကိုဆုံးရှုံးစေတဲ့အရေးပဲဖြစ်ပါရဲ့။ကလေးရဲ့ကြည်ထွားဖွံ့ဖြိုးမှုကိုရောမိမိရဲ့ကျန်းမာရေးကိုရောထိခိုက်စေတဲ့အတွက်ကြောင့်မို့လို့ကိုဝင်စောင်းစိမ်မာဆိုလို့ရှိရင်အီကိုဟောပါတဲ့တောက်ဆရာလူကိုလုံးဝရှောင်ပေးတင်ပါရဲ့ရှင်။ ောက်တစ်မျိုးကတော့ကဖင်းပါတဲ့တောက်စရာတွေပဲဖြစ်ပါတယ်။ကိုဝင်ဆောင်မေမေတွေအနေနဲ့ကဖင်းပါတဲ့တောက်စရာတွေကိုလုံးဝရှောင်ရမယ်လို့တော့မဆိုလိုပါဘူး။တစ်နေ့ကိုအနည်းဆုံး200မီလီဂရမ်လောက်ထိတောက်ပေးလို့ရပါတယ်။အကြံပြုအဖြစ်နားလည်လျော်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့တစ်နေ့ကိုကဖင်းပါတဲ့တောက်စရာစနစ်အောင်စားအထိတောက်ပေးလို့ရပါတယ်ရှင်။အများကြီးတော့မတောက်ပါနဲ့နော်။ကိုရင်းရေတက်ကိုဆုံးရှုံးစေပြီးတော့တန်ထက်အားနည်းတာမျိုးတွေဖြစ်စေတာကြောင့်ပဲဖြစ်ပါတယ်ရှင်။ နောက်တစ်မျိုးကတော့ဆိုတာပဲဖြစ်ပါတယ်။အချိုရည်တွေမှာအများဆုံးပါဝင်တာကတော့တကြားနဲ့ကဖိန်းဓာတ်တွေပဲဖြစ်ပါတယ်။ဒီဓာတ်တွေကဘေဘီရောမေမေရောကျန်းမာရေးထိခိုက်စေတဲ့အတွက်ကြောင့်မို့လို့ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင်ဆိုတာရောဆိုတာပါဝင်တဲ့အချိုရည်တွေကိုတက်နိုင်တဲ့လောက်ရှောင်ပေးတင်ပါတယ်ရှင်။နောက်ဆုံးတစ်မျိုးကတော့တည်တည်ဖြော်ရည်ပဲဖြစ်ပါတယ်။ တတိဖြော်ရည်ဆိုတဲ့နေရာမှာတဘာဝတက်တီကိုဘာမှရောဆွတ်ထားခြင်းမရှိဘဲနဲ့ဖြော်ထားတာဆိုရင်တော့တောက်ပေးလို့ရပါတယ်။အများကြီးမဟုတ်ပါဘူးနော်။နည်းနည်းတောက်ပေးလို့ရပါတယ်။ဒါပေမဲ့တတိတွေကိုကြိတ်ချပြီးတော့ဖြော်လိုက်တဲ့အခါမှာအမြင်ဓာတ်တွေကပျက်စီးသွားပါတယ်။တဘာဝအတိုင်းတတိဆားတော့အမြင်ဓာတ်မရရှိနိုင်တော့ပါဘူး။အမြင်ဓာတ်တွေကကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာဖြစ်တတ်တဲ့လေပွားဓာတ်တွေ၊ဘိုင်အောက်ဓာတ်တွေကိုတက်တာစီနိုင်ပါရဲ့ရှင်။တဘာဝတတိဖြော်ရည်မဟုတ်ဘဲနဲ့ပလင်းဖြော်ထားတဲ့အချိုးရည်ဆိုလို့ရှိရင်တော့တက်တိုင်းတလောက်ရှောင်ပေးတင်ပါတယ်။သူ့မှာပါတဲ့တခြားဓာတ်တွေကြောင့် အဝါလိုစီနေတာကြောင့်ပဲဖြစ်ပါရဲ့ရှင်။ဒီလောက်ဆိုရင်တော့ကိုယ်ရင်ဆောင်နေတဲ့အချိန်မှာဘလို့တောက်စရာတွေကိုမတောက်သင့်ဘူးလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါရဲ့။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါရဲ့ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါတော့နော်။